အေရီတိုင်းလေးမျက်နှာရေကြီးအင်ကပူတာပေါင်းမျိုးနယ်တွေမှာအာရခတပ်တော် A နဲ့ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေပသိမ်မျိုးကိုဇက်တိုက်ရောက်ရှိလာတယ်လို့သိရပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခလောက်ရှိပသိမ်စစ်မြေပြင်စေးတန်ရင်မဆရလေးတွင်ကိုပို့ဆောင်ထားတဲ့ဒဏ်ရာရရှိသူတွေများလွန်းလာကြောင်းဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင် လူနာတွေကိုစေးရုံတွင်ကရင်မဆန့်တော့တဲ့အတွက် စေတန်ရဲ့အရှိရှိကစားကွင်းနဲ့နားနေဆောင်နေမှာပါပို့ထားရပြီးကုသပေးနေရတယ်လို့သတင်းထုတ်တက်ဖွဲ့ပသိန်စီကသိရပါဗျ။စင်မတိုက်တက်တဲ့သူတွေနဲ့စင်မတိုက်ချင်တော့တဲ့သူတွေပဲရှိတယ်ဆိုတော့ရှည်တန်းဖို့လဲထွက်ပြေးတန်ရရတေနဲ့လုံးချလဲနေတယ်အခုရပိုင်းကိုစစ်ကောမရှင်ကနေမျက်နှာဘက်ကိုစစ်ကူအလုံးရင်ထပ်ပို့ထားတယ်လို့သတင်းရင်းမြစ်ကအီယော်ရီ Times ကိုပြောပါရတယ် စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမြို့နယ်ရေကြီးမြို့နယ်ကိုလွင်ရအလုံးရင်ဖြစ်တင်းနေပြီးစစ်တွေလမ်းကြောင်းတွေပေါ်ပြောင်းလဲထားပါတယ်။ရတုစစ်တနန်းပေးထားတဲ့စစ်မှုရန်တနန်းစင်တွေနဲ့မူရစ်ဆေးဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာရှေ့တန်းတိုက်ပွဲတွေမှာထိခိုက်သေးဆုံးမှုတွေများပြီးမဆရလေးပသိငူပြန်လဲတည်ယူနေရတာဖြစ်ပါတယ်။သေဆုံးသွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုရွှေမြင့်တင်တုတ်တန်ကိုမပို့ခင် ရင်ခွဲရုံမှာပဲအစုလိုက်ပြုံလိုက်အမိတ်စာပြန်ပေးနေရတယ်လို့သိရှိရပါတယ်